ဟုတ်လားနည်းရောက်ပဲကျန်တော့တယ်အခုနည်းရောက်ထွက်လာပြီဟုတ်လားတယောက်ထွက်လာတယ်ဒီကျွန်တော်ပဲထွက်လာတာတော့ရောက်ချင်တယ်တော့ကျန်တယ်အမှန်နဲ့ထွက်လာတာထွက်လာလို့ရှင်နေတဲ့လူက၄ယောက်ရှိတယ် Sky Villa ကွန်ဒိုပြိုကျမှုမှာပါသွားခဲ့ပေမယ့်ခန္ဓာကိုယ်ပေါ်မှာထိခိုက်မှုမရှိတာကြောင့်ကိုအားကိုကိုပြီးတော့ထွက်လာနိုင်ခဲ့တဲ့မိန်ကလေး မတ်လ28ရက်နေ့ကစကိုင်းမြို့ကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ခွန်တသမခွန်ရက်ချက်စတာစကေးရှိတဲ့အင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်မန္တလေးမြို့ရှိစကိုင်းဗီလာကွန်တိုဟာအပိုင်း၃ပိုင်းရှိတဲ့နေရာကနှစ်ပိုင်းဟာအလုံးစုံပြိုကျသွားခဲ့ပြီးရှေ့တစ်ပိုင်းကတော့အောက်ပိုင်း၄ထပ်စလုံးပြိုကျသွားခဲ့တာဖြစ်ပါတယ်။ယခုလက်ရှိအချိန်အထိစကိုင်းဗီလာကွန်တိုအပါအဝင်မန္တလေးမြို့ကပြိုကျခဲ့တဲ့အိမ်တွေမှာကုညီကဲဆဲရေးတွေလိုအပ်လျက်ရှိတာလည်းဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Sky Villa Quanto K9 အထက်မှာပြိမိနေတယ်။အသက်20အရွယ်မိန်းကလေးတယောက်ဟာသူ့ဘာသာလမ်းပေါက်ရှာပြီးအပေါဝစီကိုထွက်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါမိန်းကလေးကသူနဲ့အတူတခြားနှစ်ဦးလည်းအသက်ရှင်ကျန်နေသေးတယ်ဆိုတဲ့အကြောင်းထွက်လာပြီးတဲ့အချိန်မှာပြောပြခဲ့တာလည်းဖြစ်ပါတယ်။အထဲမှာကိုဝင်တဲ့အမျိုးသမီးလည်းရှိနေပြီးအဆိုပါအမျိုးသမီးကတော့ကိုဝင်ကြီးနဲ့မို့တိုးထွက်နိုင်ဖို့ခက်ခဲနေတယ်လို့လည်းလူမြောက်လာသူမိန်းကလေးကပြောပြထားတာပဲဖြစ်ပါတယ်။ တက်ရှင်လျက်ကြံနေသေးပြီးအခုချိန်ထိကယ်ဆယ်ဖို့လိုအပ်နေတဲ့သူတွေကိုတော့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကနောက်ထပ်ကယ်တင်နိုင်ဖို့စူးစမ်းနေတယ်လို့လည်းသိရပါတယ်။အဲထားလိုက်ပါတော့အများကြီးပဲထားလိုက်ပါတော့အဲဟာကိုညီမလေးလို့အခုထွက်လာလို့ရတဲ့ဟာ၄ယောက်ရှိနေဟုတ်လား။ဟုတ်လား။ဟာ၄ယောက်ပဲကျန်တော့တယ်။အခု၄ယောက်ထွက်လာပြီဟုတ်လား။ တယောက်ထွက်လာတယ်ကျွန်တော်လည်းထွက်လာတာ၃ယောက်ကျန်တယ်၃ယောက်ကျန်တယ်အမှန်နဲ့ထွက်လာလို့အခုရှင်နေတဲ့လူက၄ယောက်ရှိတယ်ဟုတ်တယ်နော်၄ယောက်ရှိရဲ့၄ယောက်၄ယောက်နော်အိုကေစေကအခုအခုဖက်လူတွေကင်းနေတယ်ဟုတ်ကဲ့မျိုးသားကကျွန်တော်လူတွေကင်းနေတယ်မျိုးသမီးကပိုက်ကြည့်တယ်မဟုတ်ဘူးအမျိုးသမီးကမဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူးတရားကြတော့ညီမအခုညီမ